ခရီးကြီးပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာဒီတစ်ခါအလှည့်ကျလာတာကတော့နိုင်ငံရေးသိပ္ပံကဏ္ဍပဲဖြစ်ပါတယ်ဒီတစ်ခါနိုင်ငံရေးကဏ္ဍအတွက်ရွေးချယ်ထားတဲ့ကောင်းစဉ်လေးကိုတော့အနောက်နှင့်ဆန့်ကျင်ဘက်သို့ခီးလို့အမည်ပေးထားပါတယ်အနောက်ဘက်သို့ခီးဆိုတဲ့စုံဖုံကားကိုတော့ကျွန်တော်တို့လူတိုင်းကြားဝူးကြမှာဖြစ်ပါတယ်အခုအနောက်နှင့်ဆန့်ကျင်ဘက်သို့ခီးဆိုပြီးသွားနေတာကရောဘယ်သူတွေလဲဘာလို့လဲစတဲ့မိကုန်းတွေကိုကျွန်တော်တို့ဒီကနေ့လေ့လာသွားမှာပဲဖြစ်ပါတယ်ပြအောင်ဆုံးအနေနဲ့ဒီတမိုင်းလေးပြောပြီးတော့ ဒီဇလန်းလေးကိုအစချီကျင်ပါတယ်ဒီနေ့အကြောင်းလေးအစကဒီလိုဗျကျွန်တော်2000ခုနှစ်အမေရိကန်နိုင်ငံရဲ့ investment fund တစ်ခုကနေထုတ်ဝေတဲ့စာတောင်းမှာရေးသားခဲ့တဲ့ BRIC BRICS ဆိုတဲ့စလုံးအတူကောက်လေးကနေစတင်လာခဲ့တာပဲဖြစ်ပါတယ် B ဆိုတာကတော့ကျွန်တော် Brazil ပေါ့နော် R ဆိုတာ Russia I ဒီ India C ကတော့ China တရုတ်ဆိုပြီးတော့ဒီ၄နိုင်ငံကိုညှိနှွန်ပြီးအပြားစုခေါ်လိုက်ခြင်းကနေစတင်ခဲ့တာပဲဖြစ်ပါတယ် ဒီစာတော်မှာရေးသားကြတဲ့ကတော့တကယ်ဖွံ့ဖြိုးမှုနှုန်းအယမ်းမြန်နေတဲ့နိုင်ငံတွေကိုညှိနှိုင်းအသုံးပြုခဲ့တာပဲဖြစ်ပါတယ်။အဲဒီကနေစခဲ့တဲ့ဒီ BRICS ဆိုတဲ့နာမည်အတူကောက်ဟာနှဟောင်းကိုကုနဲ့အရောက်မှာတော့နာမည်တက်တက်မဟုတ်တော့ဘဲနဲ့အဖွဲ့အစည်းတစ်ခုအဖွဲ့အစည်း block ပေါ့နော် block ပုံစံလေးဖြစ်လာခဲ့ပါတယ်။အဲဒီလိုပြောမှဆိုတော့ကျွန်တော်တို့ BRICS block ဆိုပြီးဖြစ်လာခဲ့ပါတယ်ပေါ့နော်။အဲဒီနိုင်ငံတွေရဲ့ခေါင်းဆောင်တွေကပထမဆုံးအကြိမ်ဖြစ်ရုရှားနိုင်ငံရဲ့ Yekaterinburg မြို့မှာတွေ့ဆုံခဲ့ကြပါတယ်။ နောက်နှစ်2010 2010ခုနှစ်နောက်နှစ်2010ခုနှစ်နောက်ပိုင်းရောက်တဲ့အခါမှာတော့တရုတ်ရဲ့ကုညီပေးမှုနဲ့အတူတောင်အာဖရိကနိုင်ငံ South Africa ပေါ့နော်ထိုင်နိုင်ငံကဖိတ်ခေါ်ထည့်သွင်းခဲ့တာကြောင့် BRICS ဆိုပြီးတော့ကျွန်တော် BRICS ဆိုပြီးတော့ငါးနိုင်ငံအဖွဲ့အစည်းဖြစ်လာခဲ့ပါတယ်ဒါကတော့တမိုင်းလေးပါအဲဒီဖွဲ့ရဲ့အဓိကရည်ရွယ်ချက်ကတော့အားလုံးသိကြတဲ့အတိုင်းတော်တော်များသိကြတဲ့အတိုင်းပေါ့နော် Western Hegemony ကိုပယ်ဖျက်ဖို့ပဲဖြစ်ပါတယ်ဒီ Hegemony ဆိုတာနိုင်ငံရေးသိမ်းဘာသာရဲ့မှာတော့ နိုင်ငံတနိုင်ငံကနောက်တနိုင်ငံပေါ်ကိုဆွဲမမှုဩဇာကြီးမားတာကိုပြောပြကြနေတာဖြစ်ပါတယ်။အဲတော့ဆိုလိုတာကအနောက်နိုင်ငံတွေရဲ့လွှမ်းမမှုကိုပယ်ဖျက်ဖို့ဒါသူ့အဓိကရည်ရွယ်ချက်ပေါ့နော်။ဒါပြင်ဒေါ်လာအစားထိုးငွေကြေးတစ်ခုကိုအသုံးပြုဖို့ဆိုတဲ့အချက်ကလည်းလူစိတ်ဝင်စားမှုကိုတက်စေခဲ့တဲ့ဒီအဖွဲ့ရဲ့ထူးခြားချက်လေးဖြစ်ပါတယ်။အဲတော့ဒီအဖွဲ့ BRICS ကိုပေါ့နော်ထောက်ခံရည်သားရတဲ့လူတွေဘက်ကရရှိတဲ့အချက်လေးတွေကိုအရင်ပြောပြကြပါမယ်။ လူကြီးအပြင်ကမ္ဘာမှာလူကြီးအများဆုံးနိုင်ငံတွေဖြစ်တယ်တရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံပေါင်းတာနဲ့ဒီဖွဲ့ရဲ့လူကြီးကတော်တော်များနေပါတယ်ဒီနေ့ငါးနိုင်ငံလူကြီးကကမ္ဘာလူကြီးရဲ့40ရာခိုင်နှုန်းရှိပါတယ်ဆိုတာကတကမ္ဘာလုံးလူရောက်100ရှိတယ်ဆိုရင်အယောက်40ကဒီငါးနိုင်ငံပဲဖြစ်ပါတယ်ဒုတိယတစ်ခုက GDP ပေါ့နော်ဒီငါးနိုင်ငံရဲ့ထုတ်ကုန်စွမ်းအားကကမ္ဘာထုတ်ကုန်စွမ်းအားရဲ့25ရာခိုင်နှုန်းလောက်ရှိတယ်လို့ဆိုပါတယ် တိုးတော့လေဒီအမောင်ဟာတခြား G7 နိုင်ငံလိုအဖွဲ့နဲ့နှိုင်းယှဉ်မယ်ဆိုရင်တဆင့်နေနေပါသေးတယ်အဲ့တော့ဒီ BRICS ကိုဝေဖန်ကြသူတွေကဒီလိုအဖွဲ့တွေဆိုတာတမိုင်းမှာအများကြီးပေါ်ခဲ့ပြီးဘာမှဆက်ဖြစ်မလာကြတာကိုထောက်ပြပြီးဝေဖန်ထားကြပါတယ်ပြီးတော့အိန္ဒိယနဲ့တရုတ်ဆိုတာနေဆက်ပြဿနာဖြစ်ထားကြတဲ့နိုင်ငံတွေဖြစ်ပြီးတော့အချိန်တန်လာရင်ဒီအဖွဲ့အစည်းတွင်းမှာတနိုင်ငံနဲ့တနိုင်ငံမတည့်ကြပဲပြိုကွဲသွားလိမ့်မယ်လို့ခန့်မှန်းကြပါတယ်ပြီးတော့ဒီ BRICS ကငါးနိုင်ငံအဖွဲ့ ဒီငါးနိုင်ငံတော့ကအနောက်နိုင်ငံတွေလည်းမတည့်တာမျိုးတော့မဟုတ်ပါဘူးเนาะအိန္ဒိယနိုင်ငံဆိုရင်အမေရိကန်နဲ့ရင်းနှီးမှုရှိတာကိုအားလုံးသိပြီးဖြစ်မှာပါဘရာဇီးဆိုရင်လည်းအနောက်နဲ့အရန်ဆိုးရတဲ့ဆက်ဆံမှုမျိုးမရှိတာကိုတွေ့နိုင်ပါတယ်။ဒါကြောင့်လည်းဒီအဖွဲ့စည်းရဲ့ပန်းနိုင်ငံမရောက်နိုင်ဘူးလို့တချို့ကခံမှန်းကြတာလည်းဖြစ်ပါတယ်။ဒါကတော့မထောက်ခံသူတွေရဲ့သုံးသချက်တွေပါ။ဒါပေမဲ့အားလုံးလက်ခံရမယ့်ချက်ကိုပြောပြချင်ပါတယ်။အဲ့ဒါကတော့အိန္ဒိယကခင်မီနီးပညာလှုပ်သားအများဆုံးထုတ်ပြနေတဲ့နေရာဖြစ်ပါတယ်။ Human Resource ပါနော်။ ါဒီနိုင်ငံတွေအများကြီးထွက်တယ်။နံပါတ်2ကတရုတ်ဒီကဘာကြီးရဲ့အလို့ယုံဖြစ်ပါတယ် workshop ပဲနော်တရုတ်ဒီကဘာကြီးရဲ့ workshop ဆိုလည်းမမှားဘူးပေါ့နံပါတ်3ချက်ကရုရှားနဲ့ဘရာဇီးဒီကဘာစွိုင်းနဲ့ပတ်သက်ပြီးအကောင်ဆုံးပေါင်ဝင်ပတ်သက်နေတဲ့နိုင်ငံတွေဖြစ်ပါတယ်နောက်ဆုံးမှာဝင်ရောက်လာတဲ့တောင်အာဖရိကကတော့ပင်လယ်ထွက်ပေါက်နိုင်ငံတစ်ခုဖြစ်ပြီးတော့ဒီနေရာဟာတရုတ်ရောရုရှားအတွက်ပါပထဝီနိုင်ငံကြီးရအထောက်အပံ့ပြုနိုင်မဲ့နိုင်ငံငယ်တစ်ခုဖြစ်ပါတယ်ဒီချက်တွေကအားလုံးလက်ခံကြတဲ့အချက်တွေပဲဖြစ်ပါတယ် အမေရိကန်တို့ရဲ့ဒေါ်လာကိုဖြိုလဲဖို့ရာဆိုတာလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူးဥပမာပြရရင်တချို့သောပညာရှင်တွေသုံးတဲ့ပက်ထရိုဒေါ်လာဆိုတဲ့အသုံးလေးကိုဘူးတုဒအဖြစ်ဖော်ပြပေးကြပါလေအဲ့တော့အရင်ဆုံး Organization of Petroleum Exporting Countries ဆိုတဲ့ရင်းနှံတင်ဖို့ရောင်းချတဲ့အဖွဲ့အစည်းတွေဆိုတာရှိပါတယ်ဒီနိုင်ငံတွေကသူတို့ရဲ့အဖို့တန်လာတဲ့ရင်းနှံတွေကိုရောင်းချရမှာဒေါ်လာနဲ့ပဲလက်ခံပါတယ်ဆိုတာကဒေါ်လာနဲ့ပဲသူတို့စီကဝယ်လို့ရပါတယ် အဖို့ဝင်နိုင်ငံမဟုတ်တဲ့ရုရှားနိုင်ငံဒီပင်လျင်စစ်ပွဲမတိုင်ခင်ကဒေါ်လာနဲ့ဝယ်မှရောင်းတာမျိုးဖြစ်ပါတယ်အဲတော့ဒီလိုအဖို့တန်ရေနံတွေကိုဝယ်ဖို့ရာအရာရောက်နေတဲ့ဒေါ်လာဒီတန်ကြီးမြင့်မားနေနိုင်ဦးမယ်လို့ပညာရှင်တွေကခန့်မှန်းကြပါတယ်ဒါကြောင့်ပက်ထရိုဒေါ်လာရဲလို့ခေါ်တွင်ကြတာဖြစ်ပါတယ်တစ်ဖက်မှာလည်းဒေါ်လာအသုံးချမှုကိုလျှော့ချဖို့ဒီ BRICS နိုင်ငံတွေအနေနဲ့နေဆက်ဖြတ်ကျော်ကုန်သွယ်တဲ့နေရာမှာတိုက်ရိုက်ငွေချေတဲ့အလုပ်တွေကိုဆောင်ရွက်လာကြပါတယ်အထူးသဖြင့် New Development Bank NDB ပေါ့နော် NDB ဆိုတဲ့ဘဏ်ကို2014ခုနှစ်မှာတည်ထောင်ခဲ့ပြီးကုန်သွယ်မှုကိစ္စတွေမှာပါဝင်စည်းတမ်းမှုဖြစ်ပါတယ်ဥပမာအိန္ဒိယနဲ့တရုတ်ကုန်သွယ်ဖို့အတွက်ဒေါ်လာကိုမသုံးဘဲယွမ်နဲ့ရူပီတိုက်ရိုက်လဲလှယ်တဲ့အသုံးပြုကြတာမျိုးဆိုတာဖြစ်ပါတယ်ပြီးခဲ့တဲ့ August လမှာကျင်းပခဲ့တဲ့15ချိန်မြောက်ဒီ BRICS ထိပ်သီးအစည်းအဝေးကနိုင်ငံရေးလေးလာသူတွေအားအသင့်စင်တဲ့သတင်းတစ်ခုပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်အဲ့ဒါကတော့ BRICS expansion ဆိုတဲ့သတင်းပါ နိုင်ငံ6နိုင်ငံကိုဒီ BRICS အဖွဲ့တဲကိုထပ်မံဝင်ရောက်ခွင့်ပြုလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဖွဲ့တဲကိုဝင်ကျင်နေဆိုပြီးပေါ်ပြထားတဲ့နိုင်ငံတွေအများကြီးရှိတဲ့အကြောင်းနဲ့အခုဝင်ခွင့်ပြုလိုက်တဲ့နိုင်ငံ6နိုင်ငံကတော့ Argentina, Saudi Arabia, UAE, Egypt, Iran နဲ့ Ethiopia တို့ပဲဖြစ်တဲ့အကြောင်းသတင်းမှာမြင်တွေ့လိုက်ရပါတယ်။အဲသတင်းဆိုမှာထူးဆန်းစွာနဲ့ဒီလိုအံ့ဩစရာသတင်းကိုအံ့အားသင့်ပွဲ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာဖော်ပြခြင်းမခံရတာကိုသတိထားမိခဲ့ပါတယ်။အထားတော့ဒါကတော့ကျွန်တော်နောက်ပိုင်းကျမှဒီ social media နဲ့ political polarization အကြောင်းထပ်ပြီးပြောပါမယ်။ပထမဝင်ရောက်လာတဲ့နိုင်ငံတွေကိုကြည့်မယ်ဆိုရင်ကျွန်တော် Iran, Saudi, UAE ဒီသုံးနိုင်ငံဟာခုနကကျွန်တော်အပေါ်မှာပြောခဲ့တဲ့ OPEC ပေါ့နော် OPEC ရေနံတွေရေနံထုတ်တဲ့နိုင်ငံတွေစုပြီးတော့ဖွဲ့ထားတဲ့အဖွဲ့ပေါ့နော်။ဒီအဖွဲ့မှာပါဝင်နေတဲ့ဒီကပါဝင်နေတဲ့ ချမ်းသာကြွရတဲ့နိုင်ငံတွေဖြစ်ပါတယ်။ Sorry ဆိုရင်အခုဘောလုံးကစားသမားခေါ်ယူမှုကိစ္စတွေနဲ့လူတော်တော်များများတိတ်ကြပါတယ်။ UAE ကတော့ဒူဘိုင်းသွားအလွတ်လုပ်ကြတဲ့လူတွေရှိတဲ့အတွက်ကျွန်တော်တို့မြန်မာတွေနဲ့မဆိုင်တဲ့နိုင်ငံတခုဖြစ်ပါတယ်။အဲ့နောက်ကနောက်ထပ်နိုင်ငံတွေဖြစ်တဲ့အာဂျင်တီးနား၊အီဂျစ်၊အီသီယိုးပီးယားဒီနိုင်ငံတွေလည်းပဲဖွံ့ဖြိုးမှုကိုဥတည်နေတဲ့နိုင်ငံတွေဖြစ်တာကြောင့်ဒီ၆နိုင်ငံထပ်တိုးမှုဟာ BRICS အဖွဲ့ကိုပြောင်းလဲတစ်ခုခုလုပ်ပေးသွားလိမ့်မယ်လို့နိုင်ငံရေးသိပ္ပံပညာရှင်တချို့ကသုံးသပ်ကြပါတယ် တော့ဒီအဖွဲ့ကပြိုင်ဘက်မရှိဘူးလားဆိုတော့သူတို့အဖွဲ့ကိုယ်တိုင်ကတော့ကျွန်တော်တို့ကဘယ်သူနဲ့ပြိုင်နေပါလဲဆိုပြီးတော့ပြောမှာတော့မဟုတ်ဘူးเนาะဘေးကလိလာသူတွေရဲ့တုံးတဲ့ပုံမှာကျွန်တော်တို့ဝေဖန်လေကန်ရမှာဖြစ်ပါတယ်အဲတုံးတဲ့သူတွေကတော့ G7 နဲ့နှိုင်းရှင်တာကိုတွေ့ရပါတယ်။ G7 ဆိုတာကနေဒါ၊ပြင်သစ်၊ဂျာမနီ၊အီတလီ၊ဂျပန်၊အမေရိကန်နဲ့ United Kingdom ဆိုတဲ့ဒီခုနှစ်နိုင်ငံပါဝင်ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။မင်းတို့သတိထားမိကြတော့မသိပြ တော့ဒီအဖွဲ့ခုနှစ်နိုင်ငံမှာကနေဒါကလွဲပြီးကျန်နိုင်ငံတွေကကမ္ဘာစစ်တွင်းမှာပါဝင်ခဲ့ကြတဲ့နိုင်ငံတွေဖြစ်ပြီးတော့တနည်းအားဖြင့်အင်အားကြီးတဲ့နိုင်ငံတွေဖြစ်ပါတယ်အဲ့တော့ BRICS အဖွဲ့ပြိုင်နေရတာဒီပါချီပါချက်နိုင်ငံတွေနဲ့ဖွဲ့ထားတဲ့အဖွဲ့ကိုပြိုင်နေရတာမဟုတ်ဘူးဆိုတာကိုမိတ်ဆွေတို့သိနေကြတာဖြစ်ပါတယ်အဲ့ဘလိုပဲဆိုစရာမူကျွန်တော်တို့ Global South ပေါ့နော် Global South ဆိုတာဒီကုလသမဂ္ဂအဖွဲ့ကတတ်မှတ်ထားတဲ့ကျွန်တော်တို့ကမ္ဘာတောင်ကျမ်းကနိုင်ငံတွေအတွက်ဒီအဖွဲ့အစည်းက မျောလင်းချက်တစ်ခုဖြစ်လာမလားတကယ်ပဲသူတို့ရဲ့အနောက်နဲ့ဆန့်ကျင်ဘက်သို့ခီးကအောင်မြင်လာမလားစတဲ့မိကွန်းတွေကတော့ဖြေးဖို့ဆောလုံးနေပြီးတော့ကမ္ဘာနိုင်ငံရေးဇက်ကုံပေါ်မှာဆက်လက်စောင့်ကြည့်အောင်မှာပဲဖြစ်ပါတယ်။အော်ဒီကနေ့ဗီဒီယိုလေးကနေဟက်ဂျမိုနီဆိုတဲ့အသုံးရှိမယ်ပက်ထရိုဒေါ်လာအသုံးရှိမယ်ဥပက်ဆိုတဲ့အသုံးရှိမယ်ဒီဟာတွေပြင်ပြီးတော့ BRICS ဆိုတဲ့အဖွဲ့အစည်း G7 ဆိုတဲ့အဖွဲ့အစည်းပြီးတော့ဒီအဖွဲ့အစည်းတွေမှာဘယ်နိုင်ငံတွေပါရဲဆိုတာကိုမိတ်ဆွေတို့မှတ်သားလိုက်ရပြီးတော့ ဆက်လက်တွေးခေါ်ဖို့တွေးခေါ်ခြင်းစိတ်လေးတွေပေါ်လာမယ်ဆိုရင်ဒီကနေ့ဗီဒီယိုလေးကလောက်ရကြုံနေပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ခေါက်မှာပြန်လည်ဆုံတွေ့ကြပါဦးလို့ဗျာ